သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဂျွန်လ၄ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးချင်တာကတော့စစ်အာဏာရှင်ဆန့်ကျင်ရေးမြမနွေဦးတော်လန်ရေးကိုထောက်ခံအားပေးပြီး NUG ဝင်ကြီးများကိုယ်စားလှယ်များနဲ့တွေ့ဆုံခဲ့သူဤချင်းမြောင်းတောင်ကိုရီးယားသမရဖြစ်လာကြောင်းတင်ဆက်ပေးပါမယ် စစ်အာဏာရှင်ဆန့်ကျင်ရေးမြမနွေဦးတော်လန်ရေးကိုထောက်ခံအားပေးပြီး NUG ဝင်ကြီးများကိုစလဲများနဲ့တွေ့ဆုံခဲ့သူအီဂျဲမြောင်ဟာတောင်ကိုရီးယားသမရဖြစ်ရွေးချယ်ခံရကြောင်းတောင်ကိုရီးယားမှလာတဲ့သတင်းများအရသိရှိရပါတယ်ဇွန်လ3ရက်နေ့တောင်ကိုရီးယားသမရရွေးကောက်ပွဲမှာအတိုက်ခံဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌအီဂျဲမြောင်ကအနိုင်ရရှိသွားပြီးသမရအဖြစ်ရွေးကောက်ခံခဲ့ရခြင်းဖြစ်ပါတယ်။တောင်ကိုရီးယားသမရဖြစ်လာသူအီဂျဲမြောင်ဟာမြမနွေဦးတော်လန်ရေးကြီးစတင်တဲ့အချိန်ကတည်းကယနေ့အချိန်ထိမြမဒီမိုကရေစီအရေးကိုအားပေးထောက်ခံသူ ကိုရီးယားနိုင်ငံရဲ့အတိုင်းအဝိုင်းကြားမှာလက်တုံးချောင်းထောင်ပြီးမြန်မာအကြမ်းဖက်စစ်အုပ်စုကိုပြင်းထန်စွာကန့်ကွက်ရှုတ်ချခဲ့သူကိုရီးယားနိုင်ငံအတွင်းမြန်မာနိုင်ငံရဲ့လှုပ်ရှားမှုနဲ့ထောက်ပံ့မှုအားကောင်းတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့စစ်အာဏာသိမ်းမှုစန့်ကျင်ရေးကော်မတီကိုရီးယားရဲ့မြန်မာ network အဖွဲ့အစည်းအတွက်အထူးကူညီဆောင်ရွက်ပေးခဲ့သူဖြစ်ကြောင်း NUG တောင်ကိုရီးယားကိုယ်စားလှယ်ရုံးကသတင်းထုတ်ပြန်ပါတယ်၂၀21ခုနှစ်မတ်လ၂ရက်နေ့မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးတလအကြအတိုက်ခံကောင်းဆောင်အီဂျေမြောင်ဟာ ကိုရီးယားနိုင်ငံဂယောင်ကီတိုပြည်နယ်ရဲ့အုတ်ချုပ်ရီးမှုဖြစ်တာဝန်ထမ်းဆောင်နေစမှာမြန်မာနိုင်ငံစစ်အာဏာသိမ်းမှုစန့်ကျင်ရေးကော်မတီကိုရီးယားမှာအဖွဲ့ဝင်များဖြစ်ကြတဲ့ဥယျာဉ်နိုင်ထွန်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စီယုံရေးကော်မတီနိုင်ငံတကာကိုရီးယားဌာနကိုဆိုမိုတူမြန်မာအလို့သမလူမှုဖွံ့ဖြိုးရေးစင်တာနဲ့မနှင်းဝွကြီးစောင်းကုန်းဝဲတက္ကသိုလ်ကျောင်းသူတို့ကိုဖိတ်ကြားတွေ့ဆုံခဲ့ပါတယ်။အဲ့ဒီအချိန်ကအုတ်ချုပ်ရီးမှုအီဂျင်မြောင်ကလက်ရှိမြန်မာနိုင်ငံအတွင်းဖြစ်ပျက်နေတဲ့နိုင်ငံရေးအခြေအနေအရရက်ကိုသိရှိပါကြောင်းစစ်အာဏာသိမ်းမှုကိုလည်းကန့်ကွက်ရှုတ်ချပါကြောင်း မိမိတို့ကယောင်ကီတိုပြည်နယ်အနေနဲ့တမကကိုရီးယားအစိုးရအနေနဲ့လည်းမြန်မာနိုင်ငံအတွင်းစစ်အာဏာရှင်စနစ်အမြန်ဆုံးပြုတ်ကျစေရေးနဲ့ဒီမိုကရေစီပြန်လည်ရှင်းသန်နိုင်စေရေးအတွက်အဖက်ဖက်မှအစွမ်းကုန်ကူညီဆောင်ရွက်ပေးမှာဖြစ်ပါကြောင်းဖန်စီထိမ့်သိမ်းခံရရတဲ့နိုင်ငံကောင်းဆောင်များအတွက်လည်းအလွန်ဆုံးရင်ပူပန်မိပါကြောင်းအမြန်ဆုံးပြန်လည်လွတ်မြောက်လာစေရေးအတွက်ဖိအားပေးတောင်းဆိုသွားမှာဖြစ်ကြောင်းကိုတက်ကြွစွာထုတ်ဖော်ပြောဆိုခဲ့ကြောင်းသိရှိရပါတယ်ကယောင်ကီတိုပြည်နယ်အုတ်ချုပ်ရေးမှုဖြစ်ရှိနေစမှာအီဂျင်မြောင်က၎င်းအုတ်ချုပ်နေတဲ့ကယောင်ကီတိုပြည်နယ်ရဲ့ ဥပဒေတတ်မှတ်ချက်များနဲ့အညီမြန်မာ network အဖွဲ့အစည်းကိုတီထောင်ခွင့်ပြုခဲ့ကြောင်းသိရှိရပါတယ်ထို့ပြင်2024ခုနှစ်မေလ16ရက်နေ့ဂွမ်ကျူးမြို့5.18နှစ်ပတ်လည်အခမ်းအနားမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မာအောင်စီမံကိန်းဗန္နာရင်းနဲ့ယင်းနှမြုံနယ်မှုဝန်ကြီးဦးတင်ထွန်းနိုင်တို့နဲ့တွေ့ဆုံနှုတ်ဆက်စဉ်ကလည်းမြန်မာဒီမိုကရေစီအရေးကိုဆက်လက်အားပေးထောက်ခံမှာဖြစ်ကြောင်းထိုစဉ်ကအီဂျေမြောင်ဟာလွတ်တော်အမတ်တအုပ်ဖြစ်တယ်လို့ပါတီဥက္ကဋ္ဌလည်းဖြစ်ကြောင်းသိရှိရပါတယ်။ ထပ်မံသိရှိရတဲ့သတင်းကတော့အောင်ပန်းမြို့အနီးဗဟုပြုတ်၍အင်းအားလေးတသမငါအဆင့်ရှိမြင်းငလင်တစ်ခုလှုပ်ခတ်ခဲ့ပြီးပြည်သူများတိတာစွာခံစားခဲ့ရကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့အနီးကိုဗဟုပြုတ်ပြီးအင်းအားလေးတသမငါအဆင့်ရှိမြင်းငလင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်းအန်ယူဂျီအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။ယနေ့ဇွန်လ၄ရက်နေ့မွန်လယ်၁၂:၄၆မိနစ်ခန့်မှာ အောင်ပန်းမြို့အနီးကိုဗဟုပြုပြီးအင်းအား၄.၅အဆင့်ရှိမြင်းငလင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါမြင်းငလင်လှုပ်ခတ်မှုကိုပြည်သူများသိသာစွာခံစားခဲ့ရပြီးငလင်နှင့်အတူကျေလောင်တဲ့အသံများပါထွက်ပေါ်ခဲ့တဲ့အတွက်ထိတ်လန့်ခဲ့ရကြောင်းဒေသပြည်သူများကပြောဆိုကြပါတယ်။ညောင်ရွှေကလည်းငလင်လှုပ်တာကိုတိတိတတ်တတ်ခံစားရတယ်။အသံအကျယ်ကြီးနဲ့လှုပ်သွားတာထိတ်လန့်ရတယ်လို့ဒေသပြည်သူတို့ကပြောဆိုပါတယ်။ယခုလှုပ်ခတ်သွားတဲ့ငလင်ဟာဇောက်တိန်ငလင်ဖြစ်တဲ့အတွက်ကြောင့်ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိနိုင်ကြောင်း ငလင်ဘေးကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများညော်နေစေရန်အတွက်စောင့်ရန်ရှောင်ရန်တတိပြုရန်များနဲ့ညီနေထိုင်ကြပါရန် NUG အစိုးရကပြည်သူများကိုတတိပေးထုတ်ပြန်ထားပါတယ်။ထပ်မံသိရှိရတဲ့သတင်းကတော့ပြူကောင်းဆောင်အပါအဝင်လူ၉ဦးသေဆုံးခဲ့တဲ့ပကံပစ်ခတ်မှုထနောင်းမြေစစ်ကြောင်းနဲ့စစ်ကောင်စီပြောကြားချက်တွေကွဲလွဲနေပြုကောင်းဆောင်အပါအဝင်၉ဦးတည်ဆုံးပြီးလက်နက်ခဲယမ်းတွေပါတင်ဆက်ရရှိတယ်လို့ထနောင်းမြေစစ်ကြောင်းထုတ်ပြန်လိုက်ကြောင်းတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းညောင်ဦးမြို့နယ်ပကံမြို့တက်ကန်းကာရက်ကွက်မှာစစ်ကောင်စီလက်အောက်ကံပြူစောတိခေါင်းဆောင်အပါအဝင်လူ၉ဦးသေဆုံးခဲ့တဲ့ပြစ်ခတ်မှုနဲ့ပတ်သက်ပြီးပြစ်ခတ်ခဲ့တဲ့တနောင်းမြေစစ်ကြောင်းနဲ့စစ်ကောင်စီဘက်ကပြောဆိုမှုတွေနှစ်ဖက်ကွဲလွဲနေပါတယ်။ဇွန်လ၁ရက်နေ့ကညောင်ဦးမြို့နယ်ပကံမြို့တက်ကန်းကာရွာကစစ်ကောင်စီလက်အောက်ကံစစ်မှုတန်းဟောင်းပြူစောတိခေါင်းဆောင်ဇော်ဇော်နဲ့သူ့နောက်လိုက်ရှိဦးတို့ကရက်ကွက်ထိပ်ဇရက်မှာဆက်ကြီးကောက်နေတော့တနောင်းမြေစစ်ကြောင်းကလာပစ်သွားတာလို့တနောင်းမြေစစ်ကြောင်းကထုတ်ပြန်ထားပါတယ်။ပြစ်ခတ်မှုကြောင့် ြူစောတိခေါင်းဆောင်ဇောဇောအပါအဝင်သူ့ရဲ့နောက်လိုက်ရှိဦးတည်ဆုံးပြီးတဦးတန်ရန်ရရှိခဲ့တယ်လို့ထဏောင်းမြစ်စစ်ကြောင်းက IO ကုမှုတူးကပြောပါတယ်ကျွန်တော်တို့ကအတိကထားတာကသူ့ကိုပြူစောတိခေါင်းဆောင်ဇောဇောကိုပဲပြစ်တာသူ့ကိုပြစ်ပြီးတဲ့အချိန်မှာတန်းကွေတယ်အဲ့ဒီမှာပောက်ကွဲတန်ကြားရတယ်ကွေပြီးပြန်ကြည့်တော့အကုန်လုံးမှောက်နေပြီတယောက်ပဲတန်ရန်ရတယ်သူ့မှာဘာမှမပါလို့ဘာမှမလုပ်ခဲ့ဘူးသူကပြူခေါင်းဆောင်ကတိုင်တောက်မှဆိုတော့သူ့ကိုပဲအတိကထားပြီးပြစ်လိုက်တာ ပြစ်ပြီးတဲ့အချိန်မှာတန်ကွဲတာလက်ပစ်ဘုံကသူတို့လက်ပစ်ဘုံပါကျွန်တော်တို့မှလက်ပစ်ဘုံမပါဘူးလို့ကိုမူတူးကဆိုပါတယ်ပြုကောင်းဆောင်ကိုပြစ်ခတ်စဉ်၎င်းလက်ထဲမှာဘုံမှာပေါက်ကွဲသွားတဲ့အတွက်၎င်းနဲ့အတူရှိသူ၈ဦးပါတေဆုံးခဲ့တယ်လို့ကိုမူတူးကဆိုပါတယ်ဒါအပြင်ပြုကောင်းဆောင်နဲ့အဖွဲ့စီကနေ0.22လက်လုံတနက်တလက်ကာပိုင်လက်လုံတနက်တလက်လက်ပစ်ဘုံတလုံးကာပိုင်ကြီး၁၀တောင်း0.22ကြီး6တောင်းစိုက်ကဲနှစီးနဲ့ပြူစောတီတက်တေကန်အထောက်ထားတွေတင်စေရမိခဲ့တယ်လို့ထဏောင်းမြေစစ်ကြောင်းကထုတ်ပြန်ပါတယ် ထုတ်ပြန်ကြမှာပြူကောင်းဆောင်ဟာစစ်မှုတန်းဖြစ်တဲ့ဆိုတဲ့ကက်ကိုပါတွေ့ရှိရပါတယ်။စစ်ကောင်စီကတော့ကန့်ကရက်ကွက်မှာပဋ္ဌံပွဲလှုပ်ဖို့အတွက်ဓမ္မယုံမှာရက်မိရက်ဖ15ဦးကအစည်းအဝေးလှုပ်လွန်ငွေကောက်ခံနေစမှာ NUG လက်အောက်ခံ PDF တွေကတော်လာကြီးနဲ့လာရောက်ပြစ်ခတ်ခဲ့တာလို့ဝါဒဖြန့်နေပါတယ်။ပြစ်ခတ်မှုကြောင့်ကြေးရွာအုပ်ချုပ်ရေးမှုဦးစော်စောအပါအဝင်ရက်မိရက်ဖဖြစ်တဲ့တက်ကြီးရွယ်အိုတွေအမျိုးသား9ဦးတိဆုံးပြီးအမျိုးသမီး2ဦးအပါအဝင်6ဦးတန်ရာရရှိခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။ ဒါပေမဲ့ထနောင်းမြေစစ်ကြောင်းဟာအမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံလက်နက်ကိုင်အဖွဲ့မဟုတ်ဘူးလို့သိရှိရပါတယ်။ဒါ့အပြင် PDF တွေကပဋ္ဌာန်းပွဲအတွက်ကောက်ခံထားတဲ့အလွန်ငွေတွေကိုလည်းယူသွားတယ်လို့စစ်တပ်ဝါဒဖြန့် Telegram Channel တွေကဖြန့်ချီထားပါတယ်။သို့သောရက်ွက်အုပ်ချုပ်ရေးမှုဇော်ဇော်ဟာပြည်သူစစ်မှုတမ်းဖြစ်တဲ့ပြူစော့တိဖြစ်တယ်ဆိုတဲ့အချက်ကိုတော့ထုတ်ပြန်ကြမှာမဖော်ပြထားပါဘူး။ဒါ့အပြင်စစ်ကောင်စီကထုတ်ပြန်တာမှာပြူကောင်းဆောင်ဇော်ဇော်တေတာကိုမပြဘဲတခြားသူတွေတေဆုံးတာကိုပဲတပ်ပုံတွေထုတ်ပြန်ထားတာတွေ့ရှိရပါတယ်။ ါပေမဲ့ထနောင်းမြေစစ်ကြောင်းရဲ့ IO ကိုမူ2ကတော့တေဆုံးသူတွေတဲ့ပြည်သူတွေမပါဝင်ပဲပြူကောင်းဆောင်နောက်လိုက်တွေ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်ပဋ္ဌံပွဲအတွက်အစည်းအဝေးလုပ်တာမဟုတ်ပဲရက်ွက်ထိတ်စရက်မှာစက်ကြီးကောက်နေကြတာလို့သူကဆက်ပြောပါတယ်။ပြူကောင်းဆောင်ကိုဥတီသွားပစ်တာဖြစ်ပြီးပြူတွေရဲ့လက်ပစ်ဘုံးကိုကြည်တိရာကနေဘုံးပေါက်ကွဲကရှစ်ဦးအထိတေဆုံးခဲ့ခြင်းဖြစ်တယ်လို့ထနောင်းမြေစစ်ကြောင်းက IO ကိုမူ2ကပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုထနောင်းမြေစစ်ကြောင်းနဲ့တူ ်ဘကင်အန်ညောင်ဦးစပက်ရှယ်တက်စ်ဖို့စ်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။ဒီပစ်ခတ်မှုမှာပြူစောတီခေါင်းဆောင်ဇော်ဇော်မအပကြံသေးဆုံးသူတွေဟာပြည်သူတွေလားပြူစောတီနဲ့ပြူနောက်လိုက်တွေလားဆိုတာကိုတော့ People Spring ကတေချာတီမပြုတ်နိုင်သေးပါဘူး။အဲ့ဒီပစ်ခတ်မှုဖြစ်ပြီးနောက်ကန်ကာရွာဒေသခံတွေအပါအဝင်အနီးအနားကျေးရွာတွေကဒေသခံတချို့ဟာမနေရတော့ဘဲတခြားနေရာတွေစီကိုဘေးလွတ်ရာတင်းရှောင်နေကြပါတယ်။ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ကြောက်လန့်ပြီးဘေးလွတ်ရာတင်းရှောင်နေကြတဲ့ကန်ကာရွာကန်တွေကို 3ရက်အတွင်းပြန်လည်နေထိုင်ကြဖို့စစ်တပ်ကဖိအားပေးနေတယ်လို့ပကံမျိုးကန်တချို့ကပြောပါတယ်။အားလုံးပြေးကုန်ကြပြီ။ကြောက်နေကြတယ်။အခုစစ်တပ်ကဝင်ပြီးပြန်နေကြဖို့ပြောတယ်။3ရက်အချိန်ပေးတယ်။ပြန်မလာရင်မိရှို့မယ်လို့ပြောတယ်လို့သူကဆက်ပြောပါတယ်။ဆက်လက်ပြီးတင်ဆက်ပေးကြတာကတော့စစ်ကောင်စီအပေါ်ထိရောက်စွာအရေးယူပေးရန်နိုင်ငံတကာအလို့သမားညီလာခံ ILC ဆုံးဖြတ်မှု NUG ထုတ်ပြန်အရေးယူမဲ့ဆုံးဖြတ်ချက်များကို ILO အထွေထွေညီလာခံမှာမဲခွဲတည်ပြုဆုံးဖြတ်မှာဖြစ်ကြောင်းတင်ဆက်ပေးပါမယ်။ စစ်ကောင်စီအပေါ်ထိရောက်စွာအရေးယူပေးရန်နိုင်ငံတကာအလို့သမားညီလာခံမှအစိုးရအဖွဲ့ဝင်များလုပ်ငန်းရှင်များနဲ့အလို့သမားသမဂ္ဂအဖွဲ့ဝင်များကဆုံးဖြတ်ချက်ချကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG အလို့သမားဝန်ကြီးဌာနကယနေ့ထုတ်ပြန်ပါတယ်။ဇွန်လ၂ရက်နေ့မှစတင်ပြီးဆွစ်ဇာလန်နိုင်ငံမှာကျင်းပနေတဲ့133ချိန်မြောက်နိုင်ငံတကာအလို့သမားညီလာခံ130 ILC ကိုအမျိုးသားညီညွတ်ရေးအစိုးရအလို့သမားဝန်ကြီးဌာနဦးဆောင်တဲ့၃ပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့မှတက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ 130 ILC ကိုတုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့တက်ရောက်မှုဟာအမျိုးသားညီညွတ်ရေးအစိုးရအလို့သမားဝန်ကြီးဌာနမှတင်သွင်းထားတဲ့တုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့ကိုလက်ခံရန်နဲ့စစ်အုပ်စုကိုစီးပွားရေးအရာအရေးယူနိုင်ရေးအတွက်ဖြစ်ကြောင်းအသိပေးထားပါတယ်။ညီလာခံမှာမြန်မာပြည်အပေါ်မှာလူအခွင့်အရေးချိုးဖောက်ခံရမှုများအလို့သမားအခွင့်အရေးချိုးဖောက်ခံရမှုများနဲ့မြန်မာပြည်မှာစစ်အုပ်စုကလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုစတဲ့အကြမ်းဖက်ကျူးလွန်နေမှုများကိုရပ်တန့်ရန်အတွက် 130ILC မှထိရောက်တဲ့နီလန်းများနဲ့ပိတ်ဆို့အေးအေးယူမဲ့ကိစ္စရပ်များကိုသုံးပွင့်ဆိုင်ကိုယ်စားလှယ်များမှဆွေးနွေးတင်ပြခဲ့ကြကြောင်းသိရှိရပါတယ်။130 ILC ညီလာခံကိုတက်ရောက်လာကြတဲ့နိုင်ငံအသီးသီးမှအစိုးရအဖွဲ့ဝင်များလုပ်ငန်းရှင်များအလို့သမားသမဂ္ဂအဖွဲ့ဝင်များကစစ်ကောင်စီဟာဝင်ငွေဆက်လက်ရရှိပါကပြည်သူများကိုတပ်ဖြတ်မှုများအားဆက်လက်ကျူးလွန်နေမယ်လို့ဆုံးဖြတ်ချက်ချမှတ်ကြောင်း NUG အလို့သမားဝင်ကြီးဌာနကထုတ်ပြန်ပါတယ်ထို့အပြင်လူအခွင့်အရေးအလို့သမားအခွင့်အရေးချိုးဖောက်မှုများအတွက် အယလိုစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့တွေ့ရှိချက်ကိုလိုက်နာမှုပြက်ကွက်ခဲ့၍စစ်ကောင်စီကိုတိရောက်တဲ့အရေးယူမှုမျိုးအရေးယူပေးရန်လဲဆုံးဖြတ်ချက်ချမှတ်ခဲ့တယ်လို့ဆိုပါတယ်။ယနေ့မှာဆွစ်ဇာလန်နိုင်ငံဂျနီဖာမြို့ကုလသမဂ္ဂအဆောက်အုံပြင်ပမှာရှိတဲ့ Broken Chain အောက်မှာမြန်မာအရေးကိုစူပေါင်းဆွေးနွေးထောက်ခံတဲ့ဆန္ဒပြပွဲတစ်ခုကိုကမ္ဘာအလုံသမားသမဂ္ဂအဖွဲ့ဝင်များနိုင်ငံအသီးသီးမှညီလာခံများတက်ရောက်ကြတဲ့ညီလာခံကိုယ်စားလှယ်များမှပူးပေါင်းပါဝင်ခဲ့ကြောင်း NUG ကအသိပေးထားပါတယ်။နောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါလေးကတော့ ကြောက်ဖြူကက်တပြေရွာအနီးဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ကက်တပြေကြီးရွာအနီးမှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော်တို့အကြားမနေ့ကညနေမှာတိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါတယ်။ကြောက်ဖြူဒေသခံမြေပြင်တရင်အရင်းမြစ်တအုပ်ကဒညဝတီရေတပ်ဌာနချုပ်ကလက်နက်ကြီးတွေပစ်ကူပြီးစစ်သားတွေစစ်ကြောင်းထိုးတာရှိတယ်။အေအေရှိနိုင်တဲ့နေရာတွေကိုမှန်းပြီးစစ်ကြောင်းထိုးပုံရတယ်။အဲ့ဒီမှာအေအေကတိုက်တော့နှစ်ဖက်အပြန်အလှန်ပစ်ကြတယ်။ကက်တပြေမရောက်ခင်ကွင်းပြင်မှာဖြစ်ကြတာလို့ပြောပါတယ်။ ကြောက်ဖြူမြို့နယ်တစ်ပုတ်တောင်အခြေစိုက်ဓညဝတီရေတပ်ဌာနချုပ်ကအင်အား90ခန့်ပါတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ခုဟာဇွန်လ3ရက်ညနေပိုင်းကရေတပ်ဌာနချုပ်အနီးမှာတည်ရှိတဲ့ကြေးရွာတွေဘက်ကိုလက်နက်ကြီးလက်နက်ငယ်တွေပစ်ကတ်ကာစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အတွက်ပြားတဲ့နဲ့ကက်တပြေးကြားမှာအာရခတ်တပ်တော်နဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်စစ်တပ်ကလက်နက်ငယ်တွေနဲ့ပစ်ပြီးတက်လာတယ်ပြီးရင်သူတို့ကအဲ့ဒီရွာတွေမှာဟိုနေရာတစုဒီနေရာတစု နေရာယူတယ်စစ်တပ်ကရွာပြင်မှာကင်းမုံဝစ်တယ် ရေတပ်ဌာနချုပ်ကနောက်ထပ်လာတဲ့စစ်ကူစစ်ကြောင်းတွေနဲ့ပူးပေါင်းပြီးတော့လက်နက်ငယ်တွေပစ်တယ်။အေအေကပြန်တိုက်တော့တိုက်ပွဲဖြစ်တယ်လို့အဲ့ဒီသတင်းအရင်းမြစ်ကဆိုပါတယ်။အရကတက်တော်မှထိုးစစ်ကိုနာထားပေမဲ့စစ်ကောင်စီကလက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်ခတ်နေပြီးအဲ့ဒီပစ်ခတ်မှုတွေကိုတညဝရီရေတပ်ဌာနချုပ်အမှတ်32တပ်နဲ့မြစ်ပြင်မှာရပ်ထားတဲ့စစ်ရေရင်တွေကပြုတ်လုပ်နေတာလို့ဆိုပါတယ်။ဂုံးချွင်တိုက်နယ်မလာကျွန်းအေရိယာမှာရှိတဲ့တရုတ်စီမံကိန်းတွေရှိရာ OGD စက်ရုံဘက်ကို AA ကဒိုးစစ်တက်လာမှာကိုစိုးရင်ပူပန်ပြီးလက်နက်ကြီးတွေနဲ့နေစဉ်ပစ်ခတ်နေတာအပြည့်ရက်ပေမဲ့မြေပြင်မှာကမရက်ဘူးလို့ဆိုပါတယ်ယမန်နေ့ဇွန်လ3ရက်နေ့နနက်ပိုင်းကလည်းကြောက်ပြူမြို့နယ်မှာရှိတဲ့ဒညဝတီရေတပ်ဌာနချုပ်နဲ့အမှတ်32ရေတပ်ရင်းတွေဘက်ကနေလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်တံတွေကြားခဲ့ရတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရှိရပါတယ်မေလနောက်ဆုံးပတ်အတွင်းကလည်း အရကတတော်အေးရဲ့ထိုးစင်မှာကြောက်ဖြူမျိုးပေါ်က6မိုင်အကွာအမှတ်30နှစ်ရေတိုက်ခတ်ရေးတရင်နဲ့အနီးဆုံးနေရာနားတိရောက်ရှိခဲ့တယ်လို့သိရှိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့အတွက်ကျေးဇူးထူးပင်တင်ရှိပါတယ်။နောက်ထပ်ပြည်တွင်ပြည်ပေါ်သတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။ပါစေခင်ဗျာ။